မင်္ဂလာပါသသားမမီလေးတို့ရေအခုတစ်ခေါက်မှလည်းဦးကောင်းကသသားမမီလေးတို့ဘဟုတုတရရှိအောင်ရုပ်ပြကတွန်းလေးကို ပုံမြင်လေးသဖွင့်တင်ဆက်ပေးတော်မှာဖြစ်ပါတယ်ပုံမြင်လေးရဲ့နာမည်ကပါနာတိပါတာကန်နဲ့တနည်းအားဖြင့်တော့သူ့အသက်သက်ခြင်းလို့ဆိုလိုပါတယ်ဒီအကြောင်းတရားလေးကိုသသားမမီလေးတို့သဘောပေါက်နားလည်အောင်ဦးကောင်းကတင်ဆက်ပေးတော်မှာဖြစ်ပါတယ်ပုံမြင်လေးရဲ့နာမည်ကပါနာတိပါတာကန်နဲ့ ချူလေးနဲ့ဘောဘောဟာတဒန်းနဲ့တူတူတက်နေကြတဲ့တငေချင်းလေးရောက်ပေါ့ချူလေးကတနာကျင်နာတက်တဲ့ကလေးလေးတယောက်ဖြစ်ပေမဲ့ဘောဘောကတော့တနာကျင်နာတက်တဲ့စိတ်မရှိတဲ့ကောင်လေးပေါ့ကွယ်သူတို့နှစ်ယောက်ဟာအိမ်ကြီးချင်းတွေမို့နေတဲ့အကြောင်းကိုအတူတူသွားကြရပြီးကျောင်းသွားတဲ့လမ်းမှာဘောဘောဟာခရူလေးတွေကိုမြင်ရင်တက်နေလိုက်တာမျိုးလိပ်ပြလေးတွေမြင်ရင်လည်းလိုက်ပန်းလိုက်တာမျိုးတွေအမြင်လုတဲ့တည်းအဲ့ဒီလိုလုတဲ့အခါချူလေးကတော့ သူ့မိမိပြောပြဖို့တဲ့ပါဏာတိပါဒကံသူ့အသက်တက်ခြင်းကြောင့်ခံစားရမယ့်ဆိုးကျိုးတွေကိုသိရှိထားသူမို့သူများအသက်မတက်ဖို့ဖဲနာချုပ်တာတွေမလုပ်ဖို့ပြောပြရှာတာပေါ့ဒါပေမဲ့ပေါင်ပေါင်လေးကတော့ချူလီပြောတာကိုနားမထောင်ပဲလုံမြင်အတိုင်းလှုပ်နေတာပါပဲကွယ်သူမြိုင်းကိုနာကျင်အောင်လုပ်ရင်ကိုလဲတစ်ချိန်မှာအဲ့ဒီလိုနာကျင်မှုမျိုးပြန်ခံစားရတတ်တယ်ပေါင်ပေါင်ရဲ့သူတစ်ပါးအသက်တက်တဲ့သူပါဏာတိပါဒကံကိုကျူးလွန်မိသူဟာ ိတ်သွားတဲ့အခါငရေပြည်ကူသွားရတာဒီဘဝမှာလဲကိုပြုတဲ့မကောင်းမှုကို ပြန်ခံစားရနိုင်တယ်အသက်တူတတ်တဲ့ငရေကနေပြန်လည်လွတ်မြောက်ပြီးလူဘဝပြန်ရခဲ့ရင်လဲအသက်တူမယ်သူ့မြန်းတက်လို့တည်ရနိုင်တယ်ခြေလက်မျက်စိစတဲ့ကိုရင်ကမှာပါတဲ့အရာမျိုးတွေမပြည့်မစုံဖြစ်တတ်တယ်ကိုချစ်ရတဲ့သူတွေနဲ့လဲအတူတူမနေရခွဲခွာနေရတတ်တယ်ဒါဒီမကသေးဘူး ူမြဲအနိုင်ချင်းနှိမ့်ဆက်ခံရတာမျိုးခဏခဏနေမကောင်းဖြစ်ပြီးချမ်းမာရေမကောင်းတာမျိုးတွေလည်းဖြစ်တတ်တယ်ဆိုတဲ့အကြောင်းကိုမိမိပြောပြခဲ့တယ်လို့ဖုံဖုံလေးကိုပြန်ပြောပြပေးမိမယ်ဖုံဖုံလေးကတော့ဂယုတော်မဆိုင်ဘူးတယ်လေတနေ့မှလည်းဖုံဖုံဟာပန်းချုံလေးပေါ်မှာနားနေတဲ့လိပ်ပြာလေးတွေကိုလိုက်ဖမ်းနေတော့ထူးထူးလေးကလိပ်ပြာလေးတွေမဖမ်းပါနဲ့ဟာသူတို့တောင်ပန်လေးတွေကနုနုလေးတွေတောင်ပန်ပြဲ့သွားရင်ကျန်နေတော့မှမဟုတ်တော့ဘူး ထုခေသူပြောပြီးမဲဖုံဖုံဟာကျူးလေးစကားနားမထောင်ပဲလေးပြလေးကိုဖမ်းပြီးဆော့လိုက်တာလေးပြလေးရဲ့တောင်ပန်ချွေသွားပြီးမပြေနိုင်ရှာတော့ပဲတည်သွားတဲ့ကွယ်ကျူးလေးလည်းသူများအသက်ကိုတနာညာတောင်မှုမရှိပဲဆော့ကစားတတ်တဲ့ဖုံဖုံကိုအရင်စိတ်ဆိုးသွားပြီးအိမ်ရောက်တဲ့အခါပြပြနဲ့မမေကိုဖုံဖုံအကြောင်းကိုပြောပြပြီးတိုင်တာပေါ့အဲ့ဒီအခါပြပြနဲ့မမေကတငယ်ချင်းကောင်းဆိုတာအတတ်နိုင်ဆုံး လမ်းမှန်ကိုပို့ပေးဖို့ကြိုးစားတဲ့နယ်လို့ပြောတဲ့။စနေနေ့ကျောင်းပိတ်ရမှာတော့သူလီတယောက်အိမ်ပတင်းတကားပေါက်ကနေအပြေကိုလှမ်းကြည့်လိုက်တဲ့အခါလမ်းမအကျော်အိမ်ရှိချောင်းတိတိလေးတွေကငါးလေးတွေပစွန်လေးတွေကိုလိုက်ဖမ်းပြီးဘူးရီထည့်ဆုံနေတဲ့ဖောင်ဖောင်ကိုလှမ်းတွေ့လိုက်ရတာပေါ့ကွယ်။မမီကသူလီဖောင်ဖောင်ကိုငေးကြည့်နေတာတွေ့ပြီးတငေချင်းနဲ့အတူတူတော်ကစားချင်လို့လားလို့မေးတဲ့အခါ မဟုတ်ပါဘူးမေမေဖောက်ဖောက်ငားလေးတွေပစုံလေးတွေဖမ်းပြီးစွန့်နေပြန်ပြီငားလေးတွေတေးကုန်တော့မှာပဲသမီးသွားပြောအောင်မေထုတ်ခေသူဆိုပြီးသူ့မေမေကို ခွင်တောင်းကအိမ်အောက်ကိုဆင်းသွားတည်းကွယ်ကြည့်ပါဦးသားတော်သမီးတို့ရေသူလေးကသရိဆန်လေးတွေပေါ်မှာတနာကျင်တာတက်တာပဲနော်ဖောက်ဖောက်ရေငားလေးတွေကိုရေလေးကဖမ်းပြီးဘူးအလွတ်ထဲရှောက်ထည့်နေတာရေမရှိရင်ငားလေးတွေတည်သွားမှာပေါ့ တည်သွားရင်သူတို့မိသားစုလေးတွေခွဲကုန်ပါတနာဝရဟာရေထဲပြန်လွတ်ပေးလိုက်ပါသူလေးကပြောဝင်ပေဖောင်ဖောင်ဟာနားမထောင်ပဲငားထည့်ထားတဲ့ဘူးလေးကိုယူပြီးသူ့အိမ်ဘက်ကိုပြေးသွားတဲ့ကွယ်ဒီလိုနဲ့တင်းင်းလာနေကြောင်းတဲရမယ့်ရက်ကိုလည်းရောက်လာရောဖောင်ဖောင်တယောက်ကြောင်းမထက်နိုင်တဲ့အကြောင်းတင်းင်းကိုနေနေကဖောင်ဖောင်တို့မိသားစုခီးသွားရင်ကောင်းမတော်တစားဖြစ်လို့ဖောင်ဖောင်တယောက်လက်ကျိုးသွားခဲ့ပြီး ပေါပေါပဖေးနဲ့မမီမာတော့ဒဏ်ရာအပြစ်ထင်ရခဲ့ကြောင်းမမီပြောလို့ထူးလေးတိခဲ့ရတော့ဘို့ကွယ်ပေါပေါလေးကတော့တတိယလားချိန်မှာဆေးရုံကတိပေါ်မှာရောက်နေပြီးလက်တစ်ဖက်မှာလည်းလှုပ်မရဖြစ်နေရှာတော့ဘို့ကွယ်သူ့ပဖေးနဲ့မမီကိုလည်းမတွေ့ရတော့သူအရင်ကိုအောင်းနေသွားတာပေါ့အဲ့ဒီအချိန်မှာဆေးရုံပတင်းပေါလေးမှာလာနာနေတဲ့လေးပြားလေးကိုပေါပေါတွေ့လိုက်ရတဲ့ကွယ်သူအရင်ကလေးပြားလေးတွေကိုလိုက်ဖမ်းပြီးစော့ခဲ့တာကို ျက်စိတဲ့မြင်အောင်လာပြီးချူလီပြောနေကြတချိန်မှာကိုလဲတရွန့်လိုပြန်ခံစားရတတ်တယ်ဆိုတဲ့စကားကိုနားရေပြန်ကြားအောင်လာတဲ့ကွယ်အမှန်ပါပဲအခုတော့လက်ပြလေးတောင်းပန်ကျိုးသလိုသူ့လက်ကလေးလေးကျိုးခဲ့ပြီးမဟုတ်ပါလားကလေးတို့ရေနားလေးတွေပစွန်လေးတွေကိုပန်းပြီးဘိုးလေးထဲတုန်းကလည်းချူလီပြောခဲ့တဲ့တရွန့်မိသားစုလေးတွေကွဲကုန်မှရေထဲပြန်လွတ်ပေးလိုက်ပါဆိုပေမဲ့သူမလွတ်ပေးခင်အခုတော့ သူချီရတဲ့သူ့ဖေဖေနဲ့မမေကိုလည်းအနားမှမတွေ့ရတော့ပေါပေါလေးအရင်ကြောက်သွားပြီးသူလှုပ်ခဲ့တဲ့အမားတွေအတွက်လောင်တရကတရားအထင်ငိုနေရရှာတာပေါ့ကွယ်ချူလေးတို့ရောက်လာချိန်မှာတော့ဆေးရုံကတိပေါ်မှာတယောက်တည်းရှာကြည့်တဲ့ငယ်ငိုနေရှာတဲ့ပေါပေါလေးကိုတွေ့လိုက်ရတာပေါ့ပေါပေါကချူလေးတို့ကိုလည်းမြင်ရောသူလှုပ်ခဲ့တာတွေမားခဲ့ကြောင်းသူပြပြခဲ့တာတွေကိုအရင်ကလေးကနားထောင်ခဲ့တဲ့အချိန်ကြောင်းနောက်ဆို သူများအသက်သက်တာမျိုးတွေကိုတတိထားရှောင်ပါတော့မယ်ဆိုပြီးပြောပြရှာတဲ့ကွယ်ပေါပေါလေးတက်တာလာတဲ့အထိသူ့ဖမင်းနဲ့မမေကစေယုံကစိတ်ဝင်မရသေးပဲလာနေကြည့်ကြအောင်စေကူသားမှုခင်ယူခဲ့ကြရတဲ့ပေါပေါဟာချေးရတဲ့သူတွေနဲ့အတူတူမနေရခွေးကွာရတဲ့ခံစားချက်ကိုခံစားသိရှိသွားသလိုသူတစ်ပါးအသက်ကိုကစားစရာလိုသဘောထားခဲ့ပြီလို့သူပြန်ခံစားရတဲ့အဖြစ်ကလည်းလက်တွေ့ကြုံလိုက်ရတာကြောင့်အဲ့ဒီအချိန်ကစားလို့ သူများအသက်တတမျိုးကိုလုံးဝမလုပ်တော့တဲ့လူလိမ္မာလေးတယောက်ဖြစ်သွားတော့တာပေါ့ကွယ်သူများအသက်ကိုမစင်မကျင်တတ်လိုက်မိရင်တည်တဲ့အခါမှာငရေပြည်ကိုရောက်နေတယ်လို့မတည်ခင်လက်ရှိဘဝမှာလည်းတူတဲ့စိုးကျိုးကိုပြန်ခံစားရတတ်တာမို့တတမမီလေးတို့လည်းသူ့သက်သက်ချင်းဆိုတဲ့ပါဏာတိပါဒကံကိုဒီပုံမြင်လေးကိုဖတ်ပြီးရှောင်ရှားနိုင်တဲ့ကလေးလေးတွေဖြစ်နိုင်ကြပါစေလို့ဦးကောင်းကဆန္ဒပြုဆုတောင်းပေးလိုက်ရပါရဲ့ကွယ်တတမမီလေးတို့ရဲ့ အခုဦးကောင်းပြပြပြီးသွားတဲ့ပါဏာတိပါဌကံသူတသက်ခြင်းဆိုတဲ့အကြောင်းတရားလေးကိုတသားမိမိလေးတို့သဘောပေါက်လောက်ပြီလို့ဦးကောင်းကထင်ပါတယ်။ဒါဆိုရင်တော့သူတသက်ခြင်းကိုတသားမိမိလေးတို့ရှောင်ကျင်ကြမယ်မဟုတ်လား။ရှောင်ကျင်ကြဖို့အတွက်ဦးကောင်းကတိုက်တွန်းချင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတသက်တာမကောင်းဘူး။ကိုချင်းရတဲ့တရိษံလေးတွေကိုအကင်တွေကျင်းတဲ့အခါမှာသူတို့ရဲ့လက်ကလေးတွေသူတို့ရဲ့အမိကလေးတွေ သူတို့ရဲ့ကောင်းကလေးတွေကိုခုကြောင့်နာကျင်သွားမလားဆိုတဲ့စိုးရိမ်စိတ်ကအမင်းရှိနေတဲ့။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့အသားကိုသူမြင်းကလာပြီးထိတွေ့ကြိုက်တွေ့ချမ်းတဲ့အခါမှာကိုလင်းနာကျင်ရတာပဲမဟုတ်လား။ဒါဟာကိုချင်းစာတရားလို့ခေါ်ပါတယ်သားတို့သမီးတို့ရေ။ဦးကောင်းဖက်ပြပြီးသွားတဲ့ဒီပုံမြင်လေးကိုနားထောင်ပြီးဘ ਹੁ တုဒါယရှိပါစေလို့ဆုတောင်းမြတ်တာပို့သပေးပါရယ်။နောက်လာမယ့်ပုံမြင်လေးတွေကိုလည်းတသားမမီလေးတို့မလွတ်တန်းကြည့်ရှုနားဆင်လို့ရအောင် ဦးကောင်းကတင်ဆက်ပေးသွားမှာမို့ဦးကောင်းရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးဖို့လဲတသားမိမိလေးတို့ကမမေ့နိုင်ဘူးနော်ပုံမြင်အစ်စ်လေးတွေနဲ့တူဦးကောင်းတို့နောက်တစ်ခါပြန်ဆောင်ကြမယ်နော်တသားမိမိလေးတို့ရေတတား